တမွေးပညာသင်တန်းကြောင့်တောင်ကြီးစရုဒ္ဓကျိန်မြောက်သင်တန်းမှုံဝင်နှင့်ဒုတိယကျိန်မြောက်သင်တန်းသား သင်တန်းသူများအောင်လက်မှတ်ပေးရတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တမဝါယမစည်ရင်ရည်စည်ရင်ကိုင်တမွေးပညာသင်တန်းကြောင့်တောင်ကြီးစရုဒ္ဓကျိန်မြောက်သင်တန်းမှုံဝင်နှင့်ဒုတိယကျိန်မြောက်သင်တန်းသားသင်တန်းသူများအောင်လက်မှတ်ပေးရပွဲကိုဇွန်လ16ရက်မွန်းလွဲ့နေ့၌ကတောင်ကြီးမြို့ရှမ်းပြည်နယ်တမဝါယမစည်ရင်ရည်စည်ရင်ကိုင် တက်မွေးပညာသင်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။သင်တန်းဖွင့်ပွဲနှင့်အောင်လက်မှတ်ပေးအပ်ပွဲတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကယခုဖွင့်လှစ်သည့်သမဝါယမစည်ရင်ရေးစည်ရင်ကန်တက်မွေးပညာသင်တန်းကျောင်း၏စတုဒ္ဓအကြိမ်မြောက်သင်တန်းဖွင့်ပွဲခန္ဓာကိုပထမနှစ်သင်တန်းသား12ဦးသင်တန်းသူ22ဦးဒုတိယနှစ်သင်တန်းသား14ဦးသင်တန်းသူ၁၀ဦးစုစုပေါင်း58ဦးတက်ရောက်ပညာသင်ကြားနေမှုကိုတွေ့ရှိရသည့်အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဤသင်္นานကြောင့်သည်ရဲ့ဝိမလာသည်သင်္นานသားသင်္นานသူများကို စားတောက်နေတိုင်းရေးစီစဉ်ပေးပြီးတနည်းလျင်သင်္นานသားသင်္นานသူ80ဦးထိလက်ခံသင်ကြားပေးတော်မူဖြစ်ပါကြောင်းတောင်ကြီးသင်္นานကြောင့်ဖြင့်မန္တလေးမကွေမော်လမြိုင်ပသိမ်စသည့်မြို့ကြီးများတွင်လည်းတပြိုင်နက်ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်းသင်္นานဖွင့်လျက်သည့်ရည်ရွယ်ချက်နှင့်ရထားရှိပြီးပညာဆက်လက်သင်ယူရန်အခက်အခဲရှိသူများကိုစည်ရင်းစည်ရင်းကံပညာဖြင့် ်အသက်မွေးဝမ်းကြောင်းပြုနိုင်စေရန်သူကျွန်တော်တင်နန်းသားတင်နန်းသူများကိုတမဝါယမကောလိပ်များနှင့်တမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များတို့ပေါင်းကူး၍ပညာဆက်လက်သင်ယူနိုင်ရန်တို့ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းဤတင်နန်းမှတမဝါယမကောလိပ်တို့ပေါင်းကူးရရှိသူများမှာ2023 2024ပညာသင်နှစ်တွင်5ဦးနှင့်2024 2025ပညာသင်နှစ်တွင်4ဦး ုစုပေါင်း9ဦးရှိပါကြ။ယခုတင်နန်းတက်ရောက်ပြီးဆုံးပါကအောင်မြင်သူများကိုတမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတမဝါယမဦးစီးဌာနတမဝါယမစည်ရင်းစည်ရင်းကိုင်တက်မွေးပညာသင်တန်းကျောင်းများဆိုင်ရာညွှန်ကြားမှုအဖွဲ့ BOD မှ certificate တက်ရောက်ယူမြင့်သူ33ဦးနဲ့4ဦးမှမန္တလေးတမဝါယမကောလိပ်သို့ပေါင်းကူးတက်ရောက်ခွင့်ရရှိပြီးအဆင့်မြင့်စည်ရင်းစည်ရင်းကိုင်ဘာသာရပ်များကို ဆက်လက်သေးကြလိလာကွင်ရရှိသွားပြီဖြစ်ကြောင်းပြောကြပါရယ်ထို့နောက်ဒုတိယအကြိမ်မြောက်သင်္တန်းမှာသင်္တန်းသားသင်္တန်းသူများနဲ့တမဝါယမကောလိတ်တို့ပေါင်းကူတက်ရောက်ခွင့်ရသောသင်္တန်းသားသင်္တန်းသူများအား အောင်လက်မှတ်နှင့်ဒုတိယအကြိမ်မြောက်သင်္တန်းမှာသင်္တန်းသားသင်္တန်းသူများအားအောင်လက်မှတ်များသင်္တန်းသားအတွက်ကြီးမြင့်ငွေများစံအိတ်များတို့ကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကပေးအပ်ရာရှမ်းပြည်နယ်တမဝါယမစည်ရင်းစည်ရင်းဂိုင်းတက်မွေးသင်္တန်းကျောင်းမှာ ကျောင်းဆရာမကြီးကလက်ခံရယူခဲ့ပါတယ်။၎င်းနောက်ချက်ပြည်နယ်အစိုးရဖွဲ့ပြည်နယ်လမ်းမဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာများကုမ္ပဏီများမှတင်နန်းကျောင်းတွင်လူငွေများပေးရလူတန်းရာရှမ်းပြည်နယ်တမဝါယမစည်ရင်ရေးစည်ရင်ကိုင်တက်မွေးတင်နန်းကျောင်းမှတာဝန်ရှိသူများမှအတီးတီးလက်ခံရယူကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တင်နန်းသားတင်နန်းသူများအားရင်နီနီနှုတ်ဆက်၍တင်တဲ့အထောက်အပံ့ပစ္စည်းများကြည့်ရှုကြကြအောင်သိရှိရပါれခမညာ